ုလိုကြောင်ရင်ကြောင့်မြန်မာနိုင်ငံကိုပြန်လာခွင့်ရှိပြီဖြစ်တဲ့မင်းမော်ကွန်အာဇာနီနဲ့ပြည်ပရောက်အန္တပြည့်ရရှင်များပိတ်တက်များလုံးမင်္ဂလာပါရှင်လွန်ခဲ့တဲ့နှစ်ကာလအတွင်းမှာနိုင်ငံရဲ့အပြောင်းလဲတွေကြောင့်ပြည်ပကိုတင်းချောင်းတွားခဲ့ရတဲ့အနှစ်ပြင်းရရှင်တွေအများကြီးရှိခဲ့ပါတယ်သူတို့တွေဟာပုံမှန်905ကကြီးလိုအမှုတွေနဲ့ဝရန်ထုတ်ခံထားရတာကြောင့်မိသားစုနဲ့ခွဲခါပြီးတော့အမိမျိုးကိုစွန့်ခွာကတနေ့တစ်ကြိမ်မှခေလုံနေခဲ့ကြတာပါဒါပေမဲ့အခုရပိုင်းမှာတော့သူတို့အတွက်အိမ်ပြန်လမ်းပြန်ပွင့်သွားပြီလို့ပြောလို့ရတဲ့ ်တည်င်းထုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့နိုင်ငံတော်ကနေလူငင်းချနာခွင့်အမိန့်ထုတ်ပြန်လိုက်တာပါပဲ။ဒီအမိန့်ကြော်ညာချက်ထဲမှာအချင်းထောင်အတီးဒီမှာပြစ်ဒဏ်ကြခံရတဲ့သူတွေကိုလွှတ်ပေးလိုက်ုံတမကတရားရုံးတွေမှာအမှုရင်ဆိုင်နေရဆဲသူတွေနဲ့ဖမ်းဆီးခံရမှရောက်လို့ထွက်ပြေးတင်းချောင်နေတဲ့သူတွေကိုပါအမှုပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ဆိုလိုတာကနိုင်ငံတော်အကြီးညိုပြစ်စင်မှုပုံမှန်905ကကြီးနဲ့အမှုဖွဲ့ခံထားရတဲ့ပြည်ပရဲ့အနုပညာရှင်တွေအနေနဲ့ အဖမ်းခံရမှာမပူရတော့ပဲမြန်မာနိုင်ငံကိုပြန်လာရှင်ရင်ပြန်လာလို့ရတော့ပါပဲဒါဟာမင်းမော်ကွန်အာဇာနီဖြူဖြူကျော်သိန်းပိုင်ဖြိုးတို့နာကြီးတို့လိုမျိုးနာမည်ကြီးအနုပညာရှင်တွေတတော်တကယ်တည်င်းကောင်းပါပဲ။ပေတတ်တွေကလည်းကိုရှိတဲ့အနုပညာရှင်တွေကိုပြန်မြင်တွေ့ရတော့မှလားဆိုပြီးတော့မျှော်လင့်နေကြပါတယ်။တကယ်တော့နိုင်ငံခြားမှနေရတာလူတွေထင်တယ်လို့မလွယ်ကူပါဘူး။တချို့အနုပညာရှင်တွေကအဆင်ပြေကြပေမဲ့တချို့မှတော့တော်တော်လေးယုံကန်နေရတာပါ။ဥပမာအဆိုတော်အာဇာနီဆိုရင် အမေရိကန်နိုင်ငံမှာမိသားစုစားဝတ်နေရေးအတွက်ဒလီဗရီပို့တဲ့အလုပ်တွေပလင်းခွန်ကောက်တဲ့အလုပ်တွေအထိလောက်ကင်နေရတယ်လို့လူမှုကွန်ရက်တွေမှာမြင်တွေ့ခဲ့ရပါတယ်မြန်မာနိုင်ငံမှာအစိုးရအာဇာနည်ဆိုပြီးအောင်မြင်ခဲ့ပေမဲ့ဟိုမှာတော့တာမာလူတယောက်အနေနဲ့အောက်ရှေ့ကနေရုံကန်ရတာပါတချို့တွေဆိုရင်တစီမောင်းတူမောင်းစားတောက်ဆိုင်မှာလှုပ်တူလုံနဲ့ဘွားကိုခိခိခဲခဲဖျက်တမ်းကြရပါတယ်ဒါအပြင်နောက်ထပ်ဖီအားတစ်ခုကဗီဇာပြဿနာပါ အထူးသဖြင့်အမေရိကန်နိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနေပြည်တော်ရှင်အများစုက TPL လို့ခေါ်တဲ့ Temporary Protection Status လို့ခေါ်တဲ့ယာယီနေထိုင်ခွင့်ဗီဇာနဲ့နေထိုင်နေကြရတာဖြစ်ပါတယ်။အခုနောက်ပိုင်းတည်င်းတွေအရာ DDPS ဗီဇာပေးရမှုကိုရဆိုင်တော့မဲ့ဒါမှမဟုတ်တည်တမ်းမတိုးပေးတော့မဲ့နေရရင်ကိုပြန်ပို့တော့မဲ့ဆိုတဲ့တည်င်းတွေထွက်ပေါ်နေပါတယ်။ဒီအချိန်မှာငါတို့ပဲနိုင်ငံကိုစစ်သွားရမလဲမြန်မာပြည်ပြန်ရင်လည်းအဖွမ်းခံရမယ်ဆိုပြီး တောကရောက်နေကြတဲ့သူတွေအတွက်တော့အခုထွက်လာတဲ့လူငင်းချမ်းသာခွဲတဲ့တင်းဟာနေတူဝါကုရတလိုမျိုးတစ်ရှူရှောင်းတွားစီမှာဖြစ်ပါတယ်အခုဆိုရင်အမှုတွေပိတ်သိမ်းလိုက်ပြီးဖြစ်တဲ့အတွက်သူတို့အနေနဲ့တရားဝင်လေကြောင်းလိုင်းကနေကုန်တိတ်ခါရှိချီပြန်လာလို့ရတာဖြစ်ပါတယ်ဒါပေမဲ့တချို့တွေကတော့ပြပမှာပဲအရှိချတ်သွားမလားဒါမှမဟုတ်အနုပညာလုပ်တွေပြန်လုပ်ဖို့အတွက်ဒီကိုပဲပြန်လာကြမလားဆိုတာကတော့ကာယကရှင်တွေရဲ့အဆုံးပြတ်ရှိပမာမူတည်ပါတယ်ဘာပဲဖြစ်ဖြစ်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ့်ရဲ့ပြည်တန်းနဲ့ ဝိကနေရတဲ့အနှစ်ပြန်ရှင်တွေအတွက်ကတော့အိမ်ပြန်လာဟာအများတန်းလွမ်းမောစရာဖြစ်နေမှာပါ။ကဲဗိတ်တကြီးတို့ရေအခုလိုမျိုးအမှုတွေပိတ်သိမ်းလိုက်တဲ့အပေါ်မှာမင်းမော်ကွန်အာဇာနီနဲ့တခြားသောအနှစ်ပညာရှင်တွေမြန်မာပြည်ကိုပြန်လာကြမယ်လို့ထင်ပါတလား။ပြန်လာပြီးတော့အနှစ်ပညာလုပ်တွေဆစ်လုပ်တာကိုမြင်ချင်းကြလား။ဗိတ်တကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ချူပေးတဲ့အတွက်ပိတ်တများအလုံးကိုကျေးဇူးတူပဲတင်ရှိပါရှင်။嗯。